ဘဂူရိုက်ဒေသကြီးတရားဝရီခိုင်ပြည်ချရေးနှင့်ပြည်ဆန်ဦးစီးဌာနနှင့်ပါဝင်ကြီးထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ပြည်ချရေးနှင့်ပြည်ဆန်ဦးစီးဌာန Community Center ခန်းမ၌လူငယ်နှင့်ပါဝင်ကြီးထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကိုမတ်လ19ရက်နေ့နနက်9:00နာရီကကျင်းပခဲ့ပါတယ်။ရှေးဦးစွာဟောပြောပွဲတွင်တရားဝရီခိုင်ပြည်ချရေးနှင့်ပြည်ဆန်ဦးစီးဌာနမှခရမ်ဦးစီးမှုကအဖွဲ့မှစကားပြောကြားပြီးတရားဝရီခိုင်ပါဝင်ကြီးထိန်းသိမ်းရေးနှင့်ဦးစီးဌာနမှခရမ်ဦးစီးမှုဒေါ်စုမြတ်တနာဖွေးက လတ်စတစ်သုံးစွဲမှုလျှော့ချရင်လူတို့၏နေထိုင်ပြုမှုမှုများကြောင့်သဘာဝပတ်ဝန်းကျင်ပေါ်ထိခိုက်မှုများသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်နည်းလမ်းများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာများလူပောင်လောကကြီးတွတ်တလာသည့်နှင့်အမျှလူသားများကြောင့်ပင်သဘာဝပတ်ဝန်းကျင်ပျက်စီးလာရခြင်းဖြစ်ကြောင်းတစ်တော့တစ်ပင်နှင့်ပြုံတည်မှုဓာတ်ပစ္စည်းတွေအစမတန်သုံးစွဲမှုစီးကဲ့မဲ့အမှိုက်ဆုပ်ပြစ်မှုတို့ကြောင့်ပစ္စည်းယူရင်းလာတဲ့သဘာဝပတ်ဝန်းကျင်ကိုပို၍မပျက်စီးအောင် လှပတာရလာအောင်ထိန်းသိမ်းဖို့လိုအပ်ပါကြောင်းမိမိတို့ရဲ့စာဝင်နေရေးကိုဖြည့်ဆည်းပေးနေတဲ့သဘာဝပတ်ဝန်းကျင်ကိုတံမိုးထပ်ဖို့လိုအပ်ပါကြောင်းကိုယခုလိုပရိုဂျက်တာအဖြစ်အကျယ်တွန်းအသိပညာပေးဆွေးနွေးခဲ့ပါတယ်။ လူနေမှုပုံစံပေါ့နော်ဒီပတ်ဝန်းကျင်နဲ့တဟသရဖြစ်စေတဲ့လူနေမှုပုံစံပေါ့နော်အဲ့မှာဆိုလို့ရှင်ဆိုတော့ပြောသူပဲဒီ plastic အသုံးပြုမှု short charge ဆိုလို့ရှင်လည်းပဲကျမတို့အနေနဲ့ပအောင်လို့ရတဲ့ဟာအများကြီးရှိပါတယ် plastic နဲ့ပတ်သက်လို့ဆိုရှင်ကျမတို့ဒီ 5R ဆိုတဲ့သကလုံးရှိရပေါ့နော်ပထမဆုံးအနေနဲ့ plastic သုံးဆမှုကို reject ပေါ့နော်ပထမဆုံးတရက်ကတကူက R ဆိုတဲ့ဟာ reject ညင်းပဲပေါ့နော်ကိုကသာပဲပေါ့နော်အမှဈေးတယ်ကနေပြီးတော့အဲနှစ်ထပ်ထပ်လိုက်မယ်ရောပေးလိုက်မယ်ဈေးထဲမှာများသောဖြင့်ဟင်းဝယ်လို့ရှင်တော့မှတော်ကျွတ်ကိုတစ်လုံးနဲ့မဟုတ်နှစ်ထပ်ထပ်ပေးလိုက်တာလေနော်အဲ့လိုမျိုးပေါ့နော်ကျမတို့မယူတော့ဘူးထည့်တယ်ပါလို့နှစ်ထပ်မထပ်နဲ့ တော့ဥမာပေါ့နော်ဟိုကျွတ်ကျွတ်တောင်းတရမလိုတဲ့ဟာမျိုးကြီးရှိတယ်။အမှပါဆေးဝယ်ရဆိုရှင်နဲ့ဆေးကဆိုရင်လည်းကိုကလက်ကနေကင်သွားလို့ရ။ဒါမှမဟုတ်တော့ကြွကြွင်းနဲ့ထည့်လိုက်တာမျိုးရှိတယ်။အဲ့ဆိုရင်ဒီမှာမယူတော့ဘူး။ရတယ်ထည့်စရာပါတယ်ဆိုလို့ရှင်ဒါဒီ reject ညင်းပယ်ပြီးသားဖြစ်သွားမှာပေါ့နော်။နောက်တစ်ခါဆိုရင် redo ပေါ့နော် short တောင်းရမယ်။ဒီလိုညင်းပယ်လိုက်တဲ့အတွက်ကြောင့်မလို့ဒီကြွကြွေးဒီတောင်းတာဒီ short ပြီးသားဖြစ်တာပေါ့နော်။တောင်းဆမှု short ပြီးသားဖြစ်သွားမှာပေါ့နော်။နောက်တစ်ခါကြလို့ရှင်ပေါ့နော်။ ဒီ recycle လောက်ရမှာပေါ့နော်ဒီကျမတို့ဒီကြွကြွလေးတုံးလိုက်တဲ့ဟိုမှာပေါ့ပစ္စည်းတွေတုံးတယ်ပေါ့နော်ပစ္စည်းတွေတုံးလိုက်တဲ့ဟာအစ်စ်ပေါ့နော်ပစ္စည်းအစ်စ်အနေနဲ့ပြန်ပြီးတော့ပေါ့နော်ဟိုမှာပေါ့ဟိုရေတန့်ဘူးကုန်လို့ဟာမျိုးဆိုလို့ရှိရင်ပန်းအိုးလုံးမလားပေါ့နော်တာယာကိုတာယာဘူးကမှာပေါ့ရေတန့်ဟိုနေ့ကဆိုရေတန့်ဘူး ောက်တဲ့ဆက်ရုံသွားတယ်မရေတန်းလောက်တဲ့ဆက်ရုံသွားသူတို့ဒီဘူးသုံးလို့မရတဲ့ဟာလေးဆိုသူတို့ဒီဟိုမှာတော့ပြန်ရလို့ရှင်200လောက်ပဲရလို့တဲ့သူတို့အဲ့ဒါကိုပန်းဦးအနေနဲ့ပြန်သုံးပြီးလဲပြီးတော့ပန်းဆိုင်တယ်ပေါ့နော်ဒါမျိုးလေးပေါ့နော်ဒါမျိုးလေးအစ်စ်ပေါ့နော်နောက်ထပ်ပစ္စည်းတစ်ခုအနေနဲ့ပြန်သုံးလို့ရတယ်နောက်တစ်ခါကျ reuse ပေါ့နော် reuse ရလို့ရှင်ကိုယ်မှာရှိတဲ့ပစ္စည်းကိုပဲဥမာပေါ့ကြွကြွကိုစုထားတယ်ပေါ့အဲ့မှာဆိုလို့ရှင်ဟို မဖြစ်မနေလိုအပ်လို့ကိုကရလာတဲ့ကြွကြွလေးမျိုးဆိုလို့ရှင်လည်းပဲဒီဟာဘောเนาะအဲတခုခုထဲဝင်ရှိရှင်ကြွကြွအစ်စ်မသုံးမဲမှာပေါ့เนาะနောက်ထပ်ဟိုကိုမှရှိပြီးသားကြွကြွကိုပဲပြန်သုံးမယ်ပေါ့เนาะဒါမျိုးတွေပြန်သုံးလို့ရနောက်နောက်ဆုံးတစ်ခုကကျတော့ return return ဆိုတာကျတော့ရှင်အမှပေါ့ပြောတော့ဒီမှာဆိုရှင်အဟောင်းဆိုင်တွေဒါရှိတာပဲရှိခါကျကိုလေးအစ်စ်ပစ္စည်းတွေဘာတွေပေါ့เนาะဒီ waste တွေထွက်တယ်ထွက်ပြီးမှကိုအသုံးမလို့ပဲဒီအဟောင်းဆိုင်ကအသုံးလို့တာမျိုးရှိရလေအမှပေါ့ကိုအနေနဲ့တစ်ဖက်တစ်လမ်းဒီဟာတွေစုပြီးတော့ရောင်းလိုက်တာပဲဖြစ်တာဆိုတော့တစ်ဖက်တစ်လမ်းမုံမိုးအနေနဲ့ဖြစ်ဖြစ်လဲရရတယ်အမှပေါ့စက်သွန်နဲ့လဲတာမျိုးဒါမျိုးတွေလည်းအများကြီးရှိရလေဒါမျိုးတွေပြန်လို့လို့ရတယ် ါဆိုရှင်ဒီတိုင်းရစုပုံထားမဲ့အခါအဆုံးလိုတဲ့နေရာကိုပြန်ပေးလိုက်ပြီးတော့တခုခုအစားထိုးပြန်ရအောင်เนาะဒါမျိုးတွေလုပ်တင်တယ်ပေါ့เนาะနောက်တစ်ခါကျတော့လို့ရှင်လည်းဒီပြန်လဲအသုံးပြုနိုင်တဲ့ပစ္စည်းတွေအသုံးပြုတော့ဥမာပေါ့เนาะပြန်သွားမယ်ဆိုလို့ရှိရင်ကိုတင်မလို့အဖက်နဲ့ရေပတ်စံဟိုဖြစ်တာပဲရေတမ်းမှုဝယ်တောက်လိုက်တော့လုံးဖောက်မနဲ့ကို့အိမ်ရတာပဲကို့တာကိုရေတမ်းမှုလေးထည့်တော့ဆိုရင်ဒီဟာအတွက်ရေတမ်းမှုဘူးကွန်လည်းပဲအပေါ်ထွက်မလားကိုလည်းကုန်ကြစိတ်တက်တာမယ် အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဟိုလေးပေါ့ဥမာနောက်တစ်ခါကျဈေးဝက်သွားမယ်ဆိုလို့ရှင်လည်းပဲကိုယ်ကသာပဲဆွဲကျင်တောင်းနေပေါ့နော်ဒီလိုချီအိတ်လေးမျိုးတွေထည့်သွားမယ်ဆိုလို့ရှင်မလိုအပ်ဖက်နဲ့ကြွကြွလေးတွေအများကြီးကိုရှိမှစူပီးသားမဖြစ်တော့ဘူးလေကိုဥမာပေါ့အဲ့လိုဆိုရှင်ကြွကြွလေးအကြီးတဲ့အသေးလေးတွေအသေးလေးအသေးလေးအများကြီးနဲ့နောက်ထပ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 ်ထဲနဲ့အိမ်လဲရောက်လဲရောက်ကောဈေးတစ်ခါဝလာဒီကြွကြွလေးကအများကြီးထွက်လာအဲ့ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေပြန်ပြီးတော့ လုပ်လို့ရတဲ့ဟာရှိရနောက်တစ်ခါကျရင်ဒီစွမ်းရင်ခြွေတာတောင်းဆွဲတာပေါ့နော်မလိုအပ်ဖက်နဲ့ပေါ့နော်ကို emotion လဲအမှာပေါ့မီးလာရင်မလဲပဲမလိုအပ်ဖက်နဲ့မီးမခွင်းတာမျိုးလိုအပ်မှအတုံးပြတာမျိုးဒီစွမ်းရင်နဲ့ပတ်သက်ပြီးတော့နော်ဒါမျိုးလေးဆိုရှင်ဒီလူနေမှုပုံစံတွေမှာလဲပဲတဟဇာတာဖြစ်စေဖို့အတွက်ဒါမျိုးလေးဆောင်ရွက်လို့ရပါတယ် နောက်ဆုံးကတော့ဗောနကျွန်မတို့ဒီဗောနဆူရပြောတယ်လွယ်ပြောချင်တာလူငယ်တွေအနေနဲ့ဗောနဒီတဘာပေါင်းညထိန်းသိမ်းရေးလုပ်ငန်းတွေမှာဆိုလို့ရှိရင်ဗောနသူတို့ဟာအရေးပါတဲ့ခန္ဓာအနေပါဝင်တယ်ဒီလူငယ်တွေကနေပြီးလူငယ်ဆွေးနွေးရမှာဗောနကလေးတွေအားစပြီးဒီအခြေခံပညာအကြောင်းတွေကစတဲ့ကလေးတွေကနေစပြီးတော့သူတို့သင်ကြားပဲဒီလိုမျိုးအသိဗောနငယ်လေးတွေကနေဒီပေါင်းညထိန်းသိမ်းရေးနဲ့အသိရှိရှိသွားမယ်ဆိုလို့ရှိရင်ဒါဒီသူများပြောကြတယ်မလို့ကိုယ် sense ကကိုယ်ပဲပင်ကိုသိနေမယ်ဆိုလို့ရှိရင်ဒါတွေကိုဆက်ဆက်ထိန်းသွားမယ်ဆိုလို့ရှိရင်နောက်ကိုယ်ဒီလဲပဲ နောက်လူကြီးဖြစ်လာအောင်ပါပဲလူငယ်တွေလည်းနောက်ထပ်မျိုးဆက်တွေလည်းတက်လာအောင်ပါကိုယ့်ရဲ့လောရဲ့ကြောင့်နောက်မျိုးဆက်တွေတုံးလို့မရတဲ့ပန်ဝန်းကျင်ဆိုတာဖြစ်ခဲ့လို့မရဘူးပေါ့နော်ကိုယ့်ရဲ့လောရဲ့ဒီလည်းပဲ ိုဒီဟိုမလောက်အောင်ဟိုလုံးလို့ရတယ်ဒါမှ sustain လေးပဲရေရှည်စဉ်းစားမပြတ်ခွင့်ပြုတော်တတ်မှုဖြစ်မယ်ကိုလက်ထက်မှာလည်းပဲဒီဟာကိုသုံးလို့ရမယ်နောက်ကိုရဲ့အငယ်တွေတက်လာမှရှင်ဒီပန်ဝန်းကျင်ကိုဆက်ပြီးတော့ထိမ့်ပြီးတော့ထိမ့်ဆက်လက်ထိမ့်သိမ်းပြီးတော့သုံးလို့ရတဲ့ပန်ဝန်းကျင်မျိုးဖြစ်အောင်ဖန်တီးဖို့လိုရယ်ပေါ့နော်ကိုကတော့အလွန်ကြုံနေထောက်အလွန်ကြုံနေသုံးပြီးလဲပြီးတော့နောက်တက်လာမဲ့မျိုးဆက်တွေကြမှာဒီအရှိရလောက်ခဲ့တဲ့လူလူတွေရဲ့လောက်ရကြောင့်ဘာမှသုံးမရပဲနဲ့နောက်လူတွေဒီစိုးကြိုးတွေကြီးပဲခံစားခဲ့ရလို့ခံစားနေလို့မဖြစ်ဘူးပေါ့နော်အဲ့ကြောင့်မလို့ ။ကျွန်တော်တို့ဒီလူငယ်တွေအနေနဲ့လည်းပေါ့နော်ဒီပန်းဝင်းရဲ့ထိန်းသိမ်းရေးကဏ္ဍတွေမှာအရင်ကပဲအရေးကြီးတယ်။တကယ်အရေးပါတဲ့ကဏ္ဍတွေမှာပါဝင်နေပေါ့နော်။ပါဝင်တဲ့အတွက်ကြောင့်မလို့လူငယ်တွေကလည်းပဲဒီပန်းဝင်းရဲ့ထိန်းသိမ်းရေးအတွက်မှာသူတို့ဒီအဓိကမျှော်လင့်ချက်တည်းရဖြစ်ပါတယ်။လူငယ်တွေကသာဒီလိုအသိရှိသွားမှာပဲသူတို့ကြီးလာခါကျလည်းဒီအသိတွေဒီတိုင်းသွားပြီးနောက်လာမယ့်မျိုးဆက်တွေအတွက်လည်းပဲသူတို့ဒီဟိုပေါ့နော်ဒီစံများဖြစ်ပြီးတော့သူတို့ရဲ့လိုရကြောင့်နောက်လာမယ့်မျိုးဆက်ကလည်းပဲမထိခိုက်ပဲနေပေါ့နော်။ဒီ sustainable ဒီ development ပေါ့နော်။ဒီ environment နဲ့ပန်းဝင်းရဲ့ထိန်းသိမ်းနဲ့ပတ်သက်ပြီးတော့ရေရှည်စနစ်မပြတ်ဘူးမျိုးတက်တက်မှုကိုဖြစ်မှာပါ အရှိလူတွေလှုပ်သွားတဲ့ဟာလည်းပဲနောက်လူတွေထိခိုက်မှုမရှိမှာပါဒီပောင်းညံထိန်းသိမ်းရဒီလိုမျိုးလုံးမှာပဲအဆင်ပြေမှာပေါ့နော်အဲ့ခါကျကျွန်မဒီနေ့ပြောသွားတဲ့ဟာလေးကတော့ဒီလောက်ပါပဲရှင်ဟုတ်ပောင်းဝင်းရှင်ထိန်းသိမ်းရဦးစီးဌာန KNUC မှုကလည်းယခုလိုပြောကြားခဲ့ပါတယ် မင်္ဂလာပါရှင်ကျမတို့ဒီနေ့ပေါ့နော်တာရီခန်ပန်းဝင်ထင်းနေဦးစီးဌာနနဲ့ပြန်ကြိုင်းနေပြည်သူဆိုင်ဦးစီးဌာနတို့ပူးပေါင်းပြီးတော့လူငယ်နဲ့ပန်းဝင်ချိန်ခန္ဓာပေါ့နော်အဲ့ဒီမှာအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းရဲ့ UL ချက်ကတော့လူငယ်တွေအနေနဲ့ပန်းဝင်ထင်းတဲ့ရေးအတွက်ပေါ့နော်လူလူလှုပ်ရှားမှုတွေမှာပူးပေါင်းပါဝင်ဆောင်ရွက်ဖို့နောက်လူငယ်တွေအနေနဲ့ပေါ့နော်နောက်ဤပညာစမ်းသပ်တဲ့ဤပညာတည်ထွင်မှုတွေကိုအသုံးပြုပြုလို့ရှိရင်ဒီပန်းဝင်ထင်းတဲ့ရေးခန္ဓာတွေကိုဖော်ဆောင်ဖို့နဲ့ဒီပန်းဝင်ထင်းတဲ့ရေးပေါ့နော်ရေရှည်စစ်စမ်းမပြတ်ခုမျိုးတိုးတက်မှုရှိဖို့လူငယ်တွေအနေနဲ့ ပေါ့နော်ဥဆောင်ပြီးတော့ကုပေါင်းပါဝင်ဆောင်ရွက်ဖို့အတွက်ရည်ရွယ်ပြီးတော့အစ်စ်ပညာပေးဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ပါတယ်ရှင်အဆိုပါဟောပြောပွဲတို့တာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူများတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်ရှင်